ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါနမေကျော် Superstar Cristiano Ronaldo ကတော့သူ့ဘဝအတွက်နိုင်ငံလေရွေးစဉ်အသင်းနဲ့ National Team ပွဲစဉ်ဟာ2026ကမ္ဘာဖလားပြိုင်ပွဲဟာနောက်ဆုံးပြိုင်ပွဲဖြစ်တယ်ဆိုပြီးတော့သူ့ဘက်ကအတည်ပြုလိုက်တယ် Sky Sport မှာလည်းဖော်ပြတယ် British Media တွေနဲ့ကမ္ဘာရဲ့က Social Media တွေအားလုံးမှာဖော်ပြကြရ Cristiano Ronaldo က2026 အမေရိကန်ရဲ့ကနေဒါရဲ့နောက်တစ်ဖက်ကမက္ကဆီကိုတို့သုံးနိုင်ငံမှာကျင်းပမယ့်ဒီပြိုင်ပွဲကြီးကသူ့ဘွားအတွက်ကြာမဘွားရဲ့နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲကြီးဖြစ်တယ်လို့ဆိုတယ်။ဒါအကြီးကြီးပြင်ကျွန်တော်တို့2028ယူရိုမှာသူ့ကိုတွေ့မြင်ရဖို့မရှိတော့လို့နောက်ထပ် Nation League ပြိုင်ပွဲလည်းမတွေ့ရတော့ဘဲနဲ့ World Cup ကသူ့ရဲ့နောက်ဆုံးပြိုင်ပွဲဒါအပြင်သူ့ဘက်ကကြာမဘွားကိုလည်းနောက်ထပ်တစ်နှစ်နှစ်နှစ်လောက် ကစားပြီးသွားရင်အနာယူသွားဖို့ရှိတယ်ဆိုတော့26ကမ္ဘာဖလားပြိုင်ပွဲပြီးရင်ကိုသူက41ဖြစ်ပြီ41ဖြစ်ပြီဖြစ်ကြောင့်သူအလွန်ဆုံးအာနာစာနဲ့သူ့ရဲ့ contract က2000နဲ့ဒါဘယ်လိုပြောမလဲ29လောက်ထိရှိတော့42 43ဟာ maximum သူ့ရဲ့ကစားမပွားရင်နောက်ဆုံးလို့ပြောတယ်သူပြောလိုက်တဲ့အထဲမှာလက်ရှိအနေအထားအရ2026ကမ္ဘာဖလားပြိုင်ပွဲကြီးကသူ့ရဲ့နောက်ဆုံး major ပြိုင်ပွဲဖြစ်ပြီးတော့ ကျွန်တော် retire လုပ်မှာတော့လာမယ့်2နှစ်လာမယ့်တစ်နှစ်နဲ့2နှစ်အတွင်းမှာဖြစ်ပြီးတော့ ဲ့ချိန်မှာသူကစားမှာပွားအပီးတိုင်အဆုံးသတ်မယ်လို့ဆိုတယ်ဆိုတော့ပေါ်တူဂီလေဝေးစင်စူပါစတာခရစ်စတီယာနိုရော်နယ်ဒိုကလေဝေးစင်အသင်းအတွက်225ပွဲကစားထားပြီးတော့143ဂိုးသွင်းထားတယ်ဘုံလောကမှာ international level မှာရောပြိုင်ပွဲဆုံး level မှာဂိုးအများဆုံးသွင်းထားသူဖြစ်တယ်ဆိုတော့လေဝေးစင်အတွက်225ပွဲကစားတယ်ဒါကလေဝေးစင်အသင်းတမိုင်းတစ်လျှောက်ပွဲအများဆုံးကစားတဲ့သူဖြစ်တယ်လို့ 143ခုကလည်းခိုးအများဆုံးတွင်းထားသူဖြစ်တယ်ဒီတစ်ချိန် World Cup ပါရင် Cristiano Ronaldo က6ချိန်မြောက် World Cup ဆိုတော့ Ronaldo နဲ့ပတ်သက်လို့ဒါ Cristiano Ronaldo ရဲ့ပေးတဲ့တက်တွေအတွက်သူဘယ်နှပွဲလောက် Portuguese jersey မှာတွင်မြင်ရနိုင်မလဲဆိုတဲ့အချက်ပဲဆိုတော့အခုကျွန်တော်တို့လက်ရှိအနေအထားအရ Portugal ကအခုလက်ရှိ World Cup Qualifying ရဲ့ ဒါအခုခြေစပွဲကာလမှာသူတို့စုစုပေါင်းနှစ်ပွဲလောက်ပဲကြံတော့တယ်ဆိုတော့အုပ်စုကတေချာသလောက်တက်မှာဗျာအနည်းနဲ့အမြန်တက်တဲ့အချိန်မှာဒီလာမယ့်နိုဝင်ဘာ23ရက်နေ့အိုင်ယာလန်ကိုအဝေးကွင်းတပွဲကံမယ်ပြီးတာနဲ့နိုဝင်ဘာ16ရက်နေ့မှာအာမေးနီးယားနဲ့ကံမယ်ပြီးရင် World Cup ကဒါဒီ International Break နှစ်ပွဲပြီးသွားလို့ရှိရင်ဒါ World Cup ကတော်တော်လေးပြီးသလောက်ဖြစ်ပြီဒါခြေစပွဲကဆိုတော့အဲ့နေရာမှာလေဝေးစင်အသင်းရဲ့နောက်ထပ် International Break Match လာတို့ဒီဂျွန်လာတို့မှာပိုတူဂီအနေနဲ့နောက်ထပ်ခြေဆမ်းပွဲအလွန်ဆုံး၃ပွဲ၄ပွဲထက်မပိုတော့ဘူးဆိုတော့အခုလက်ရွေးစင်အသင်းရဲ့ခြေစပွဲက၂ပွဲချက်မယ်နောက်ထပ်ခြေဆမ်းပွဲအလွန်ဆုံးကစား၄ပွဲပဲဒါ maximum ဘာလို့ဆိုတော့ကလပ်နဲ့နိုင်ငံနဲ့အချိန်ကြံသေးတယ်နောက်လက်ရွေးစင်တို့ပေးရမယ့်အချိန်ဆိုတော့ World Cup မတိုင်ခင်မှာအသင်းတွေတော်များများက maximum ၃ပွဲလောက်ခြေဆမ်းကြတာအဲ့မတိုင်ခင် မက်ရှလာအင်တာနက်ရှင်နယ်ဘရိတ်မှာနှစ်ပွဲလောက်နဲ့တိုးတက်ငါးပွဲလောက်အခုဒီကနှစ်ပွဲဆိုခုနှစ်ပွဲလောက်ပဲကျန်တယ်ဒါဝေါ့ကတ်မတိုင်ခင်မှာဆိုလဝေးစင်အသေးနဲ့ပတ်သက်လို့ရှိရင်ခရစ်စတီယာနိုရိုနယ်ဒိုအတွက်မက်ဆီမမ်ကစားနိုင်မဲ့ဘယ်လိုပြောမလဲအမောက်ဟာ225ပွဲနဲ့နောက်ထပ်8ပွဲဆိုတော့နောက်ထပ်8ပွဲဆိုတော့233ပွဲဝေါ့ကတ်ထပ်ပေါင်းရင်မက်ဆီမမ်ကမ္ဘာဖလားဖိုင်နယ်တီတက်ခင်မှာဆိုရင်မက်ဆီမမ်ပွဲ200နဲ့ဒါ40ပဲရှိတော့မယ်ဆိုတော့ကမ္ဘာဖလားမှာဆိုတော့ အဲ့ဒါကခရစ်စတီယာနိုရိုနယ်ဒိုတက်ကျွန်တော်တို့ပေါ်တူဂီဂျာစီနဲ့နောက်ဆုံးတွေ့ရမှာဖြစ်တယ်ပေါ်တူဂီလေးစင်အသင်းကို2003ခုနှစ်မှာစတင်ခဲ့တယ်ကျွန်တော်မှတ်မှတ်ရရကျွန်တော်မှဆက်ခွန်နဲ့ဒါယူရို2004အင်ရှင်ဖြစ်လုတ်တဲ့ပြိုင်ပွဲမှာလူငယ်ကစားသမားတယောက်အနေနဲ့ပါဝင်ခဲ့ပြီးတော့မှယူရို2004နောက်ကမ္ဘာဖလား2006ယူရို2008ကမ္ဘာဖလား2000ဒါဘယ်လိုပြောမလဲ30ပြီးတော့မှယူရို2000နဲ့စနစ်ကမ္ဘာဖလားက2014ပြီးတော့မှယူရို2000နဲ့ဒါ16 အဲ့မှာချန်ပီယံဖြစ်ပြီးတော့ကမ္ဘာဖလားက2018ပြီးတော့မှယူရိုက2000နဲ့ဒါ20ပြီးတော့ကမ္ဘာဖလား22ကမ္ဘာဖလားက5ချိန်ဆိုတော့ဒီဒီချိန်ပါဝင်ကမ္ဘာဖလား6ချိန်ဖြစ်မယ်ယူရိုကနေ2004 2008 2012 2016 2020 2024ယူရိုက6ချိန်ပါထားပြီးပြီဆိုတော့ဒီဒီချိန်ဟာ ဝေါ်ကက်6ဂျင်ယူရို6ဂျင်နဲ့သူ့ကရီးယားကိုအဆုံးသတ်ဖို့ရှိတယ်ဆိုတော့အခုလောလောဆယ်ဆိုဖာယာ Nation League Plan 2ဂျင်ရထားပြီးတော့ဒါယူရို2016မှာ Champion တစ်ဂျင်ဖြစ်ထားတယ် International Super Plan 3ဂျင်ရရှိထားပြီးတော့နမေကျော် Superstar Cristiano Ronaldo ရဲ့ Major နောက်ဆုံးပွဲကကမ္ဘာဖလားပြိုင်ပွဲကြီးဖြစ်တယ်ဆိုပြီးတော့သူကအတီးပြူပြီးတော့သူ့ရဲ့ကစားမဘွားကိုတနည်းနဲ့နှစ်နှစ်ကြာအနာယူရမှာပါအားလုံးကျေးဇူးတင်ပါတယ်